ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေပြီးတော့ဒီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကနက်ဆန်မန်တုံမိုင်းငေါနှင့်မိုးကုံးမြို့နယ်တို့တွင်လေရင်ဖြင့်ပုံကျဲမှုပြည်သူနှုတ်ဦးထံရရပြီးနေအိမ်အဆောက်အုံနှင့်ကားများစွာပျက်စီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ကနက်ဆန်မန်တုံမိုင်းငေါနှင့်မိုးကုံးမြို့နယ်တို့တွင်လေရင်ဖြင့်ပုံကျဲမှုပြည်သူနှုတ်ဦးထံရရပြီး နေအိမ်အဆောက်အုံနဲ့ကားများစွာပျက်စီးသွားကြောင်းဒေသခံပြည်သူများ၏ပြောဆိုချက်နှင့် TNLE ထုတ်ပြန်ချက်ရသိရှိရပါသည်။ယနေ့အောက်တိုဘာလ19ရက်နေ့မိုးလယ်2နာရီ6မိနစ်အချိန်မိုးကုံမြို့နယ်အနောက်ခြမ်းရေအေးကြီးရွာရှိမွေးမြူရေးကြက်ချံကိုစစ်တပ်ကလေယာဉ်ဖြင့်ပုံကျဲချသွားကြောင်းလက်တလုံးလူထိခိုက်မှုအခြေအနေရှိမရှိမသိရသည့်ကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါသည်။လာကျဲတာကတော့ရေအေးရွာအထက်ကကြက်ချံလို့ပြောတယ်။ပထမကြောက်ဖားဆိုပြီးပြောနေကြတာ။ ချက်ချံဆိုရင်တော့အထီးကမရှိဘူးထင်ပါတယ်။အတီးကြတော့မင်းနေတော့ပါပဲလို့ငိုကုတ်ဒေတာကန်တဦးကပြောပါတယ်။အလားတူရှင်းနေမိုးလဲ၁၂နာရီ၃၀မိနစ်အချိန်နန်းဆံမျိုးနမဝောရက်ွက်တို့ပေါင်150ဘုံတလုံးလာရောက်ကြေချတိုက်ခိုက်ခဲ့ရာအသက်28နှစ်အရွယ်ကိုအောင်အောင်နှင့်အသက်24နှစ်အရွယ်ဦးချစ်စမ်းမောင်တို့ထိမှန်တရားရရှိခဲ့ပြီးနေအိမ်နှစ်အိမ်လက်ဖက်ဆက်ယုံတယုံမိသက်ကားငါးစီနဲ့ကားလေးစီထိမှန်ပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါရသည် ထို့ပြင်မန်တုံမြို့အောင်ချမ်းသာရက်ကွက်တွင်လည်းယနေ့စစ်တပ်ကလေရင်ဖြင့်ပေါင်250ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တဲ့ပြင်နေအိမ်6လုံးလည်းထိမှန်ပျက်စီးသွားခဲ့ကြောင်းစစ်တပ်ကမိုင်းငေါမြို့နယ်လွယ်ပိန်းကြီးွာလေစစ်တပ်ကမိုင်းငေါမြို့နယ်လွယ်ပိန်းကြီးွာကိုလည်းလေချောင်းဖြင့်ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင်းဘုံကြီးကျောင်းနဲ့စရက်ကိုထိမှန်ပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ်။ ယခုအောက်တိုဘာ၁ရက်နေ့မှ၁၈ရက်နေ့အထိစစ်တပ်က TNLA သိမ်းပိုက်ထားသောနေရာများကိုလေကြောင်းတိုက်ခိုက်မှု၂၈ကြိမ်လုံဆောင်ခဲ့ပြီးတန်ကားတော်နှစ်ပါးကလေး၈ဦးအမျိုးသား၁၂ဦးအမျိုးသမီး၁၉ဦးစုစုပေါင်းလူ၄၁ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတနင်္သာရီမြို့နယ်တမုတ်ချုံကျေးရွာအနီးတပ်ဆွဲထားသောစစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တမုတ်ချုံကြီးရွာအနီးတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားလေးဦးသေဆုံးခဲ့ကြောင်း People Different Front မြိတ်ခရိုင်တရရင်နှင့်မှာတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောကြားပါရယ်အော်တိုဘလ16ရက်နေ့နနက်စင်နိုင်ခန့်တွင်တမုတ်ချုံကြီးရွာအနီးတက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကိုဒေါ်လာရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်ထိုတိုက်ပွဲသည်55မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအချမ်းဖက်စစ်တပ်မှ၄ဦးသေဆုံးကာတော်လန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် တမုတ်ခြုံကျေးပါအနီးမှာတက်ဆွဲထားတဲ့စစ်ခွေးတွေကိုကျွန်တော်တို့ပူပေါင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တာပါအပြန်အလှန်တိုက်ပွဲ45မိနစ်လောက်ကြာမြင့်ခဲ့ပါတယ်တိုက်ပွဲက7နာရီလောက်မှပြီးဆုံးခဲ့တယ်ပူပေါင်းတပ်ဖွဲ့ဘက်ကတော့အထိခိုက်မရှိစုခွာနိုင်ခဲ့တယ်ရန်သူဘက်ကတော့၄ခေါင်လောက်သေဆုံးပါတယ်ဟု People Different Phone ငိတ်ခရိုင်တပ်ရင်းနှင်းမှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို ရိတ်ခရိုင်မှတ်နှစ်တပ်ရင်းတပ်ခွဲနှင့်ကောတောင်ခရိုင်တပ်ရင်းတင်ဂျုံစကွန်ဂျုံတပ်ခွဲနှင့်တနင်္သာရီမြို့နယ်ပကဖတပ်ခွဲတို့ကဖူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွဲပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။